။လူငယ်တွေတမိုင်းမသိတာ အကြောင်းကြောင်းပေါ့။အတိမပေးလို့မသိတာမျိုးတွေလည်းရှိတာပေါ့နော်။တမိုင်းကိုမှိန်ထားတာတို့တမိုင်းကိုဖျောက်ထားတာတို့နော်။ဒါမျိုးတွေအများကြီးရှိတာပေါ့နော်။တည်တည်သိလိုက်တဲ့တမိုင်းကိုအတိမပေးတာတို့ဆိုတဲ့အခါကျတော့လူငယ်တွေငငယ်တွေကတမိုင်းကောင်းကောင်းမသိဘူး။တမိုင်းမသိတဲ့အခါကျတော့ကိုယ်လူမျိုးကြောင်းနော်ကိုယ်ယဉ်ကျေးမှုကြောင်းကိုယ့်ရဲ့ဂျိုးပန်းဆောင်ရွက်ချက်တွေကြောင်းဒါတွေမသိလို့ရှိရင် နော်အတိတ်ကိုမသိလို့ရှိရင်ဒီအနာဂတ်သွားဖို့ကိစ္စမှာကိုယ့်တဲ့သင်္ကန်းစာယူစရာတို့ဆောင်းစရာရှောင်းစရာတို့ဆိုတဲ့ဘက်မှာအတိတ်အမြင်ချုပ်ရင်းတာပေါ့အဲ့တော့တမိုင်းစရာမသိလို့မဖြစ်ဘူးသိရမယ်ပခုတ်ကူတက်ကတော့မှာကျမသွားပြီးဒီပညာရေးပြုဝင်ပြောင်းလဲမှုအကြောင်းပြောတော့ဒီပမောက္ခဒုတိယပမောက္ခတယောက်ကပြောပါတယ်တမိုင်းတက်မှဒီခလေးတွေอ่ะပေါ့အမျိုးသားစိတ်ရှိမယ်ပေါ့လေ ဲ့တော့ဒါလည်းဟုတ်ပါတယ်တခုတော့ရှိတယ်ပေါ့နိသမိုင်းကိုပြန်တော့ရေးရမှာပေါ့တချို့စာအုပ်တွေကဒီတိုင်းရင်းသားလူမျိုးတွေရဲ့သမိုင်းမှာပေါအောင်ရေးရမှာပေါ့ကျွန်တော်အမြင်အခြေခံပညာအလေတန်းအခြေခံပညာအထက်တန်းတင်ကြားမှုအပိုင်းတွေမှာကျွန်တော်တို့ခင်တဲ့နှိုင်းစာရေးအများကြီးယုံနေသွားတာကိုတွေ့ရတယ်အဲပြီးတော့တစ်ဖက်ကတက္ကသိုလ်ပညာရမှာလည်းပဲဒီသမိုင်းဘာသာတွဲကိုယူတဲ့လူတွေအများကိုနေသွားတာတွေ့ရတယ်အဲ့လိုဖြစ်တာဟာကျွန်တော်အမြင်အပြင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်ဖြစ်လာမဲ့လူတွေနော်အနာဂတ်မျိုးဆက်တွေအတွက်ကိုဟိုကျွန်တော်တို့ဟိုတမိုင်းဟာလိုအပ်တဲ့အခြေခံခေါင်းတစ်ခုပေါ့အဲ့ဒီတမိုင်းကိုတိမာတာလည်းကျွန်တော်တို့ကကြံတဲ့ဟိုမှာနိုင်ငံရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်အဒီအပိုင်းတွေကိုဆက်ဆက်ခြုံငုံစဉ်းစားတဲ့နေရာမှာအဲပန်ကန်တဲ့အဖြစ်တစ်ခုကိုကျွန်တော်တို့ကရနိုင် စနေသိပညာရေးဆရာတန်ကူက64ဦးနဲ့ကဆရာလို့သိပညာပညာဦးစားပေးမယ်လို့ဆိုပြီးတော့သိပညာပညာဦးစားပေးမယ်ဆိုတဲ့ policy ချပြီးတော့နော်သင်နေကြတဲ့အခါမှာလေရတဲ့အမှတ်တင်နဲ့နော်ဒီအမှတ်ကန့်တဲ့ချက်နဲ့တက်သူဝင်ဝင်ပြီးတဲ့အခါမှာနော်အမှတ်ကောင်းတဲ့လူတွေကဆေးတို့အင်ဂျင်နီယာတို့သိပ္ပံတို့ယူစီအမှန်မကောင်းတဲ့လူတွေကခုနပြောတဲ့မြန်မာသားတွေသမိုင်းတွေပထဝီတွေယူစီဆိုတော့ခွဲခြားမှုကြီးနဲ့လှုပ်ထားတဲ့ generation က နှစ်၄90ကြာပြီအဲ့ဒီ generation ကနေလူဖြစ်ပြီးတော့အခုမိဘတွေဘိုးဘွားတွေဖြစ်နေပြီအဲ့တော့အဲ့ဒီဆိုရကလေးတယောက်ကဟိုမိခင်ဝမ်းထဲကမွေးလာလို့လူငါသူငါတိရစအရွယ်တွေကဝိဇ္ဇာပညာအရေးမကြီးဘူးသိပ္ပံပညာအရေးကြီးတယ်ဆိုတော့ concept ကသူတို့ကောင်းနေဝင်နေအဲ့ဒါကောင်းနေလက္ခဏာမှမဟုတ်ပဲပညာရေးစနစ်အနည်း90 60အတွင်းမှာကလေးတွေအနေနဲ့လေဒီငွေရှာလို့လွယ်တယ်ဆိုတော့ profession นี่ပေါ့လေ ဆေးချောင်းတို့ဒီအင်ဂျင်နီယာတို့ဒီဟာတွေကိုပို့ပြီးတို့ကလိုချင်ကြတယ်အခုပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုတော့မိမိစိတ်ကြိုက်နှစ်သက်ရတက်ကသူရှောင်းနိုင်တယ်ဆိုလို့ရှိရင်လည်းဒါတမျိုးတွင်းတွေးရမှာပေါ့ဒါမဲ့ကျမလည်းအဲ့ဒီစိတ်ပဲရှိပါတယ်တမိုင်းနဲ့ဒီဝိဇာဘာသာရက်တွေကလည်းအရေးကြီးတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေဟာဒီယဉ်ကျေးမှုနဲ့အတူမျိုးချစ်စိတ်ကိုဟိုဖြစ်ပေါ်အောင်လုပ်ပေးတယ်ဆိုတော့ကျမလက်ခံပါတယ်